ရန်ကုန်မြို့တွင်းကခီးသက်တင်လိုင်းကားတွေကိုတတ်မှတ်ထားတဲ့မြင်းအဝါတွင်းမှသာပြေးဆွဲဖို့စတင်စီစဉ်နေကြတာပါခီးသက်တင်ကားတွေတီးတန့်ပြေးဆွဲဖို့မြင်းဆွဲထားတဲ့စီးတွေကိုတခြားအင်စည်းရင်တွေဝင်ဝင်မရှိသလိုခီးသက်တင်ကားတွေကလည်းအဲ့ဒီအစည်းကိုကြော်ပြီးမောင်းခွင့်မရှိဘူးလို့ရင်ထင်းရဲတပ်ဖွဲ့ကပြောပါတယ်အခုလိုအနော်ထာလန်တစ်လျှောက်မှာဆောင်ရွက်တာဟာပထမအဆင့်ဖြစ်ပြီးရန်ကုန်မြို့တွင်း area ကတခြားနေရာတွေမှာလည်းတိုးချဲ့လှုပ်ဆောင်သွားဖို့လည်းရှိနေပါတယ်ဘုတ်ကလို့စီကကျွန်တော်တို့ကပထမအနေနဲ့အနော်ထာလန်ကိုအနော်ထာလန်ကိုဆောက် ဘယ်လမ်းတွေတော့တော့လုံးမယ်ဆိုတော့ကျွန်တော်ကအစီအမီလက်ထုတ်ပြန်တယ်ဆက်လုပ်ဖို့ပုံလည်းရှိတယ်ခြားသောလမ်းတွေဒီကတော့ဒီရန်ကုန်မြို့ရင်းကိုပြင်းကောင်းကောင်းနဲ့ပြင်းဆိုမတ်တမ်းကိုကျွန်တော်ကလမ်းဆောက်ဒါပြင်ရင်မရရလမ်းတွေအဖြစ်သတ်မှတ်ထားတာကလည်းရန်ကုန်မြို့မှာ65လမ်းခန့်ရှိနေပြီလို့ရင်းစည်းကမ်းဒိန်းသင်းရေးကကြေညာထားပါတယ်ရန်ကုန်မြို့မှာရင်တိုင်းရဲအင်အားထောင်ဝင်းကျင်ကရှိပြီးလမ်းပြရင်ထိန်းတွေအတွက်အင်အားတဝက်ခန့်အသုံးပြုရတယ်လို့ရင်ထိန်းရဲတပ်ဖွဲ့က DVB ကိုပြောပါတယ်။ဒီတပ်ဖွဲ့က ို့ဖွဲ့စည်းပုံများတော့အထောင်ဝင်းတင်တို့ရှိရပါတော့ခုလိုလို့စင်မှာတော့ဒေါနိုက်ဒီသာရေးအပြင်မှာဆိုအထောင်ဝင်းတင်တော့ဒီလိုရှိပြီးတော့ကျွန်တော်တို့ရှိတဲ့ဒီနေ့ပြတ်တဖို့ဝင်အင်အားနဲ့ခုမရှိဖြစ်ပေါ်နေတဲ့ပြင်ကြောတက်တဲ့မှုတွေကားရတာကျွန်တော်တို့နိုင်နေအောင်လို့ရှိတဲ့အင်အားထောက်ဝင်းတင်ထုတ်လို့ ဆောင်းနေတယ်။ဒီသဖြင့်ကျွန်တော်တို့ rest hour လို့ခေါ်တယ်။အိန္ဒိယကပစ္စ hour လို့ခေါ်တယ်။မနေ့၈နာရီနေပြီးတော့စက်ပြတ်တွင်းညနေစလို့ရှိရင်လည်း၄နာရီနေပြီးတော့ဖန်နိုင်ပြန်မှာဆိုတယ်။ကျွန်တော်တို့ယင်းရဲ့တစ်ပုဒ်မှာဂျုံဝါတစ်ပုဒ်မှာနေတော့မှအားလုံးလမ်းပေါ်စီနေပြီးတော့မှာရင်ရောချက်တဲ့ရှုပ်ပြီးတဲ့နေရာတွေမှာကျွန်တော်တို့ရင်ရောရှင်းမှုလုပ်ငန်းတွေစီနေတော့ကျွန်တော်ဆောင်ရွက်ခဲ့ရှိတယ်။ ရင်ကျော်ရှင်းလင်းရေးနဲ့လမ်းအကျယ်အပြည့်အဝသုံးချနိုင်မှုစီစဉ်နေကြချိန်မှာပဲရန်ကုန်မြို့အတွင်းနိုဝင်ဘာလ14ရက်နေ့မှ20ရက်နေ့အထိတပတ်အတွင်းမှာရင်တိုက်မှု58မှုဖြစ်ပွားပြီးတေဆုံးမှု16မှုရှိပြီးကြား14ဦးမှ2ဦးတေဆုံးခဲ့ပါတယ်ကျွန်တော်တန်တိုးဝေပါ